ကျွန်တော်တို့ ULA အနေနဲ့ကတော့အာဒီလိုမျိုးအာကျွန်တော်တို့ရဲ့ပြည်သူတွေကိုမတရားအာတိုက်ခိုက်တတ်ကြမှုအတွက်ကျွန်တော်တို့လိုအပ်တယ်လို့လက်တွန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အော်ဟုတ်ကဲ့ပါ။အိုမင်းငါညဒီ9နာရီလောက်မှာဒီအကျန်းဖဲဖဲစစ်ကောင်စီကမြောက်ဦးမြို့ဒါပြည်သူ့စေယုံကြီးကို ဒါရွေချက်ချင်းချင်းနဲ့ဒီဘုံကျေတိုက်ခိုက်ခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒီမှာပေါင်900ဘုံနှလုံးကျေချခဲ့တယ်ဆိုတော့ဒီမြောက်ဦးပြည်သူဆေးရုံကြီးမှာဆေးရုံတက်နေတဲ့ဒီအရသာပြည်သူဒီလူနာတွေပေါ့နော်ဒီအဲ့ဒီလူနာတွေအများစုအသေးဆုံးဒဏ်ရာရတာရှိပါတယ်တို့ရောအဲ့ဒီမှာဒီအလုံးသေးဆုံးတဲ့အာဒီအရေအတွက်ကတော့ဒီ30နဲ့3ယောက်ပေါ့နော်အာ30 3ယောက်ရှိတယ် အာဒီဒါယာရတာကတော့အလုံးပေါင်း86ရောက်ပြအာတင်းဆုံးတဲ့အထိမှာဒီအမျိုးသားက16ရောက်ဟိုအမျိုးသမီးက18ရောက်ဟိုစုစုပေါင်း33ရောက်ပေါ့နော်ဒီဒါယာပြင်းထန်တဲ့ဟာကတော့ဒီအလုံး28ရောက်ရှိတယ်ဆိုတော့ဒီနောက်ဒီအသေးစားအလတ်စားဒါယာရတာက49ရောက်ဆိုတော့စုစုပေါင်းဒီဒါယာရတာက86ရောက်ရှိတယ်ဗျာ ့ဒီအာကရောဒီအကျံဖဲဖဲစစ်ကောင်စီဟာသူတို့ဒီစစ်မြေပြင်မှာအာဒီရှုံးနေမှုတွေเนาะအကြအဆုံးတွေများလာပြီဆိုလို့ရှိရင်အာဒီအယတာပြည်သူတွေကိုဒါပြစ်မှားထားပြီးတော့ဟိုတိုက်ခိုက်တာကတော့သူတို့ရဲ့ဒီလုံနီလုံဟန်အာနေပြူဟာတခုဖြစ်ပါတယ်ဟိုအရင်ဒီတစ်ချိန်မဟုတ်ပါဘူးသူတို့အရင်နှုန်းကလည်းပဲဒီလိုမျိုးအာဒီအာ ဆေးရုံဆေးခန်းတွေနော်စာတင်ကျောင်းတွေသာသနိကအဆောက်အဦတွေကိုဒါအတိကဥတည်ပြမထားပြီးတော့ဟိုတိုက်ခိုက်ခဲ့တာတွေရှိပါတယ်ဟိုအခုလည်းပဲသူတို့ဒီအာတခြားစင်မြင့်နာတွေဖြစ်တဲ့ဒီအာမကွေးတို့ပကိုးပြီးလို့ရှိရင်အေယာဝတီနောက်ဒီကြောက်ဖြူစင်မြင့်နာပေါ့နော်အဲ့ဒီနေရာတွေမှာအချမ်းဖက်ဖက်စစ်စစ်ကောင်စီအာသူတို့ဒီအတိခိုက်အကြအဆုံးတွေအများနေတဲ့အတွက်ကြောင့်မို့လို့အာသူတို့ကဒီအာရခိုင် အရသာပြည်သူတွေကိုဒါဒီလိုမျိုးပြစ်မှားထားပြီးတော့မှဒါတိုက်ခိုက်တတ်ချတာဖြစ်ပါတယ်အိုတီအာကတော့အချမ်းဖက်ဖက်စစ်စစ်ကောင်စီရဲ့ဒီအာဒီဆေးရသွားမှုကိုပြောင်ပြောင်တင်းတင်းဒါရှင်းရှင်းလင်းလင်းအမြင်ရတဲ့ဟိုဒါဖြစ်စဉ်တစ်ခုဖြစ်ပါတယ်သူတို့ရဲ့ဒီစစ်မြေပြင်မှာရှုံးနေမှုတွေကို အရသာပြည်သူတွေကိုဒီလိုမျိုးတိုက်ခိုက်တပ်ဖြတ်ပြီးတော့မှဒီအချမ်းဖဲမှုတွေကျူးလွန်ပြီးတော့မှဒါလက်ဆာရှည်တယ်ဆိုတာကတော့ဒါဟုတ်တာပေါ့နော်ဒါအတော်လေးဒီရုံမှာအောက်တန်းကြတဲ့ဒီစစ်သားမဆန်တဲ့လောက်ရတခုဖြစ်ပါတယ် ကဒီအကျန်းဖဲဖဲစစ်ကောင်စီကဒီစစ်ဖဲနဲ့မဆိုင်တဲ့ဒီအရာဖဲပြမတွေကိုဒါဥတည်ပြီးတော့မှဟိုဒီပြမထားတိုက်ခိုက်တယ်ဆိုတာကတော့ဒါဟာစေရစွာမှုကိုပြောင်ပြောင်တင်းတင်းကျူလွန်တာဖြစ်ပါတယ်။ဟိုဒီစေရစွာမှုအတွက်ဒီအကျန်းဖဲဖဲစစ်ကောင်စီကသူတို့တာဝန်ယူမှုတာဝန်ခံမှုချိရမှာဖြစ်ပါတယ်။ဆိုတော့ဒီကျွန်တော်တို့ ULA အနေနဲ့ကတော့ကျွန်တော်တို့ဒီလိုအပ်တယ်လို့အာလက်တုံပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဟိုကျွန်တော်တို့ ULA နေနဲ့ကတော့အာဒီလိုမျိုးအာကျွန်တော်တို့ရဲ့ပြည်သူတွေကိုမတရားအာတိုက်ခိုက်တပ်ချမှုအတွက်ကျွန်တော်တို့လိုအပ်တယ်လို့လက်တွန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်